လင်ညာမှုတွေနဲ့လုံလောက်ပါပြီ။စကလုံးတွေနဲ့တော့မကပနဲ့လှုပ်ဆောင်ချက်တွေနဲ့ငွေပေးချေမှုတွေကိုရပ်တန့်ပါ။လိုအပ်တာကတော့စစ်မှန်တဲ့ခေါင်းဆောင်မှုဖြစ်တယ်။အနည်း၂၀နီးပါးရွေးကောက်ပွဲတွေကိုဆောင်ရှားမထားတဲ့ခေါင်းဆောင်မှုမိမိကိုယ်ကိုမဟုတ်ပဲပြည်သူတွေကိုဝန်ဆောင်မှုပေးတဲ့ခေါင်းဆောင်မှု အစွမ်းရောက်သူတွေကိုရင်ဆိုင်ရတဲ့ခေါင်းဆောင်မှုအကျင့်ပြတ်ချဆောင်မှုနဲ့မုံတီးမှုကိုအဆုံးသတ်ဖို့အတွက်ရှင်းလင်းတဲ့ကိုချင်းတရားရှိတဲ့ခေါင်းဆောင်မှု လူသားသမားတွေကိုလာစားပေးချေမှုကိုရတံဖို့အတွက်တာဝန်ယူရှိတာဝန်ရှိတဲ့အကောင်းဆောင်မှုဥက္ကရာကြီးခင်ဗျာဂျူလီယာနဲ့ဆမာရီယာမှာဤချင်းချောက်မှုတွေကိုဖယ်ရှားဖို့အတွက်ကျွန်တော်တို့ကပြင်းထန်တဲ့လှုပ်ဆောင်ချက်တွေကိုလှုပ်ဆောင်နေချိန်မှာဂါဇာမှာရှိတဲ့ကျွန်တော်တို့ရဲ့စစ်စင်ရေးတွေဟာဒဇဂန်တွေကိုအိမ်ကိုခေါ်ဆောင်ဖို့အတွက်တူညီတဲ့တန်တိထန်နဲ့ဆက်လက်လှုပ်ဆောင်နေတယ်။ဣဇရေလဟာများစွာတဲ့စစ်မျက်နှာပြင်တွေမှာတိုက်ပွဲဝင်နေတော်လည်းပဲရှင်းလင်းတဲ့ရည်ရွယ်ချက်တစ်ခုရှိတယ်။ ကျွန်တော်ရွေချက်ကတော့ရှုပ်ထွေးမနေပါဘူးတစားကန်တွေကိုအိမ်ကိုပြန်ခေါ်ဆောင်မယ်နဲ့မှုနဲ့ဟာမတ်ကိုဖျက်ဆီးဖို့အတွက်ဖြစ်တယ်ဒါပေမဲ့ငေးချမ်းကြီးဟာမိတ်ခွန်းတွေဒါမှမဟုတ်ဂျင်ညာချက်တွေနဲ့ရောက်ရှိလာမှာမဟုတ်ပါဘူး၎င်းကရေစွမ်းတတိတာဝန်ရှိမှုနဲ့အကျံဖွဲ့မှုရဲ့အရင်းမြစ်ကိုအဆုံးသတ်လို့တဲ့ဆန္ဒဖြစ်တာရောက်ရှိလာမှာဖြစ်တယ်။ဤကောင်စီဟာရွေးချယ်မှုတစ်ခုနဲ့ရင်ဆိုင်နေရတယ်။တင်းတို့ဟာမျက်လွယ်ခဲ့ပြစ်ဒါမှမဟုတ်လက်တွေ့ကိုရင်ဆိုင်နိုင်မလား။ ဤဇွေကရွေးချယ်ပြီးသားဖြစ်တယ်ကျွန်တော်တို့ကလက်တွေ့ကိုရင်ဆိုင်မှာဖြစ်တယ်ကျွန်တော်တို့ကအကြံဖက်မှုကိုတိုက်ထုတ်မယ်ကျွန်တော်ရဲ့အနာဂတ်ကိုလုံခြုံစေမှာဖြစ်တယ်ယေရှုတင်ပါတယ်ဩဂရာကြီးဤဇွေကိုဆလရဲ့ထုတ်ဖော်ပြောကြားမှုအတွက်ယေရှုတင်ပါတယ်ပါလက်စတိုင်းနိုင်ငံအစင်ယေရှုသူရဲ့အမြဲတမ်းယေရှုသူကနောက်ထပ်ထုတ်ဖော်ပြောကြားမှုအတွက်အခွင့်အရေးတောင်းခံထားတယ်သူအားစကားပြောခွင့်ပေးပါတယ်အခွင့်အရေးပေးတဲ့အတွက် လောမဂျေဇုတင်ပါတယ်ဥက္ကရာကြီးယခုအခါနိုင်ငံတကာအသံဝန်တစ်ခုလုံးနေပါငြိမ်းချမ်းရေးနဲ့ဂါဇာမှာရှိတဲ့ကပ်ဆူးကြီးကိုဆုံးတတ်ဖို့အတွက်ဥတည်နေတာကတော့အလွန်ရှင်းလင်းနေပါတယ်ဣဇရေလကောင်းဆောင်မှုယင်းနေရာမှာရှိတဲ့ကိုယ်စားလှယ်မဟုတ်ပဲသူရဲ့အထက်လူကြီးကရှင်းရှင်းလင်းလင်းပြောကြားခဲ့ပြီဖြစ်တယ်၎င်းတို့ဟာစစ်ပွဲကိုအနောက်ဘက်ကံကိုဆွေးပြောင်းဖို့အတွက်ပြင်ဆင်နေတယ်တို့ဖြစ်ရင်ကျွန်တော်တို့အားစစ်ပွဲတွေထပ်မံလိုအပ်နေတယ်လို့ဖြစ်နေတယ်၎င်းတို့က၎င်းတို့ရဲ့ ြောဆိုချက်တွေအောက်မှာဂါဇာမှာရှိတဲ့လူတပ်မှုနဲ့ဖြစ်စမှုတွေအလုံးဖြစ်မကျေနပ်နိုင်ဘူးဖြစ်နေတယ်။ယခုအခါ၎င်းတို့ကအလွန်ရှင်းလင်းစွာပြောကြားနေတာကတော့ပါလက်စတိုင်းလူမျိုးနဲ့ပါလက်စတိုင်းနိုင်ငံကိုဖြစ်စည်းဖို့အတွက်အစင်းနဲ့ဒါမှမဟုတ်အခန်းနဲ့ဖြစ်တယ်။၎င်းတို့ကနိုင်ငံဖြစ်ရှင်းမှုကိုမလိုလားဘဲနဲ့ပါလက်စတိုင်းနိုင်ငံကိုမလိုလားဘူးဆိုတဲ့စောင်းဘူးအောက်မှာပွေလင်းလင်းပြောကြားခဲ့တယ်။တကယ်ပါလုံးက၎င်းကိုသဘောတူထားခဲ့ကြပြီဖြစ်တယ်။ဒါပေမဲ့သူတို့ကတော့ဆက်လက်ပြီးတော့ လှုပ်ဆောင်နေတယ်။အဲဒါကြောင့်ဒီနေရာမှာပြောကြတဲ့ထုတ်ပေါ်ပြောကြမှုနဲ့တောက်ကြနေမှာအထွေထွေညီလာခံပြောကြခဲ့တဲ့အရာဟာစစ်ပွဲတွေကိုပုံပုံပေါ်လာမဲ့အချိန်မှာရှိတယ်။ဒါပေမဲ့ကျွန်တော်အားလုံးမှာအပြစ်ခံရဆဲရီကိုအတင်းကျဖြစ်စေမယ်ဆိုပါကလာမဲ့ရက်အနေငယ်တွင်မှာ၎င်းတို့ဖြစ်ပေါ်လာနိုင်တယ်။၎င်းတို့ကအခန်းနှစ်အတွက်ပြင်ဆင်နေကြတယ်။ကျွန်တော်အားလုံးကနေချင်းရစ်ကိုအခွင့်အရေးပေးဖို့အတွက်အောင်မြင်ရမှာဖြစ်တယ်။ဂါဇာမှာရှိတဲ့ကျွန်တော်ပြည်သူတွေအပေါ် ဖြစ်ပွားခဲ့တဲ့ကာဆိုဂျီကဲ့သို့သောအလားတူဖြစ်ရမျိုး West Bank အနောက်ဘက်ခံမာတဲ့ဖြစ်ပေါ်လာမှာကိုမလို့လားပါဘူးအေဇွေးခေါင်းဆောင်တွေဟာမြေကြီးအခါမှာခေါင်းဆောင်မှု ပြတ်တပ်ပြီးငြိမ်းချမ်းရေးဦးတည်ဖို့အတွက်လှုံ့ဆောင်လှုံ့ဆောင်ကြမှာလဲသူရဲ့အထက်လူကြီးကငြိမ်းချမ်းရေးကိုမလို့လားတဲ့အကြောင်းရင်းကိုဒိန်းလို့တိကျပါတယ်အကယ်၍အပြစ်ခံရဆက်ရင်းနဲ့အေဇွေးမှာငြိမ်းချမ်းရေးဆက်တင်လာပါကနိုင်ငံတကာရာဇဝတ်ရုံးကလက်လက်ဆောက်ဖွေခဲ့သူဖြစ်သောဝန်ကြီးချုပ်ဦးအနာကပြည်ဆောင်တော်မှာဖြစ်တယ် ထို့ကြောင့်ကျွန်တော်တို့အတွက်စိန်ခေါ်စိန်ခေါ်မှုကတော့ငြင်းချမ်းရေးကိုအခွင့်အရေးပေးပြီးဤဒဏ်ရာအားလုံးကိုကုသဖို့အတွက်စတင်ကပါလက်စတိုင်းနဲ့အစ္စရေးလူမျိုးများနဲ့အရှိလက်ဘက်မှာရှိတဲ့လူမျိုးအားလုံးအတွက်နိုင်ငံရေးမျှော်လင့်ချက်ပေးတဲ့လားဒါမှမဟုတ်ဤစစ်ပွဲကိုထားရဆက်လက်လှုပ်ဆောင်တဲ့လားကျွန်တော်တို့ကငြင်းချမ်းရေးကိုရွေးချယ်ခဲ့တယ်ဒါပေမဲ့စစ်ပွဲဘုံတွေကိုတီးခတ်ပြီး၎င်းကိုအနောက်ဘက်ကံကိုရွှေ့ပြောင်းဖို့အတွက်စူးစမ်းနေတဲ့တစ်ဖက်တစ်လမ်းမှာရှိပြီး ကျွန်တော်က၎င်းတို့ကိုရတ်တမ်းဖို့အတွက်အောင်မြင်ရမှာဖြစ်တယ်။ဂျေဇုတင်ပါတယ်ဒီမှာကုန်ကြကြီး။ပါလက်စတိုင်းအမြဲတမ်းဂျေဇုတို့ရဲ့ထုတ်ဖော်ပြောကြားမှုအတွက်ဂျေဇုတင်ပါတယ်။အစ္စရေးကိုယ်စားလှယ်ကနောက်ထပ်ထုတ်ဖော်ပြောကြားရန်ခွင့်ရတောင်းခံထားပါတယ်။ဂျေဇုတင်ပါတယ်ဥက္ကရာကြီး။ကျွန်တော်မိကွန်အစမှာပြောခဲ့တဲ့အတိုင်း ဝန်ကြီးချုပ် နတ်တရာဟုဟာယခုအခါတမဒထရန်နဲ့တွေ့ဆုံပြီးအပြစ်ခရစေးကိုဆွေးနွေးနေပါလေညီနိုင်သူတွေက၎င်းကိုလှုပ်ဆောင်နေကြတယ်ဒါပေမဲ့ကျွန်ုပ်ထံမှာအပြစ်မရှိသေးပါဘူးမစ္စတာမန်ဇာတင်ဟာစိုးဝါးတဲ့ရာဇဝမှုများကျွလွန်ထားတဲ့အကြမ်းဖက်သမားတွေကိုငွေပေးချေမှုကိုရပ်တန့်ပလားသူမူဝါဒကိုရပ်တန့်မလားရပ်တန့်မလားဒါမှမဟုတ်မရပ်တန့်ဘူးလားဖြေနိုင်တယ်တင်ဟာဂျူဒီယာနဲ့စမားကြီးမှာရှိတဲ့ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေအကြောင်းပြောကြားခဲ့တယ်။မှန်တယ်။အကယ်၍တင်ရဂျူဂျီယာနဲ့ဆမာရီယာမှာရှိတဲ့အစွန်ရောက်သူတွေကိုမတိုက်ထုတ်ဘူးကပါကကျွန်တော်တို့ဟာဝင်ရောက်ပြီးအကြမ်းဖက်သမားတွေကိုဂိုင်တွယ်ရမှာဖြစ်တယ်။ဂါဇာမှာဖြစ်ပွားခဲ့တာကိုကြည့်ပါ။ကျွန်တော်တို့က2005ခုနှစ်မှာဂါဇာမှာထွက်ခွာခဲ့တယ်။ယခုအနည်း20ရှိပြီ။ကျွန်တော်တို့ကတင်းတို့အားတော့တွေအများကြီးပေးခဲ့တယ်။ဂါဇာကိုအုပ်ချုပ်ဖို့ပြောခဲ့တယ်ပါလက်စတိုင်းအာဏာပိုင်များဟာအခွင့်အရေးရခဲ့တယ်ပေမဲ့ သင်တို့ဟာအစွန်ရောက်တွေ့တွေကိုမတိုက်တုတ်ခဲ့ဘူး။ဟာမတ်စ်ကတိမ့်ပိုက်ခဲ့တယ်။အော်တိုဘာ9ရက်နောက်ပိုင်းကျွန်တို့ကပြန်လည်ဝင်ရောက်ဖို့အတွက်ရွေးချယ်စရာမရှိခဲ့ပါဘူး။အကယ်၍ဂျူဒီယာနဲ့စမာရီယာမှာအလားတူဖြစ်ပေါ်လာပြီးသင်ဟာဂျနီးနဲ့ဒါမှမဟုတ်တူကယ်ရင်းမှာရှိတဲ့အစွန်ရောက်တွေ့တွေကိုမရတတ်ပဲ၎င်းတို့ကိုထိန်းချုပ်ခွင့်ပေးပါကကျွန်တို့ဟာငြိမ်သက်စွာထမ်းနိုင်မယ်လို့သင်ထင်သလား။ဤဇွေဒါမှမဟုတ်ဒုံးကြီးတွေပြန်တန်းလာဖို့အတွက် ဒါမှမဟုတ်အဂျူးယားနဲ့ဆမာရီးယားမှာဟာမတ်စကျူးကျော်လာဖို့အတွက်ကျွန်တော်တို့ကစောက်ဆိုင်ပြီးတော့ရပ်ဆောင်နေမယ်လို့ထင်တယ်လားမထင်ပါနဲ့သင်ဟာဆွန်ရောက်ပြည်တွေကိုရင်ဆိုင်ရမယ်ကျွန်တော်ပြတ်တက်ခဲ့တဲ့အကြံဖက်သမားတွေဟာငွေပေးချင်မှုနဲ့ပတ်သက်ပြီးတင်မဖြေနိုင်တဲ့အချက်ကကျွန်တော်အားလုံးအတွက်စိုးရိမ်စရာဖြစ်တယ်တင်မတော်ဝင်ယူရမယ်ကျွန်တော်ကဂါဇာမှာရှိနေတဲ့လူတွေမဟုတ်ပါဘူးကျွန်တော်ဟာ၎င်းကိုအချိန်များစွာပြုတ်ခဲ့ပြီးဖြစ်တယ်ကျွန်တော်ကဂျနင်းကိုဝင်ရောက်ပြီး စခန်းတွေမှာဟာမတ်စ်ကိုတိုက်ထုတ်လို့တာမဟုတ်ပါဘူးဒါပေမဲ့၎င်းဟာတင်ရက်တာဝန်ဖြစ်တယ်အကြံဖတ်မှုရှိတဲ့နိုင်ငံတိုင်းက၎င်းကိုတိုက်ထုတ်ရမှာဖြစ်တယ်ဒါပေမဲ့တင်ဟာ၎င်းကိုလုဆောင်နိုင်စွမ်းမရှိပါဘူးထိုတာဝန်ကကျွန်းတို့စီကိုကြောက်ရောက်လာမှာဖြစ်တယ်ဂျေဇုတင်ပါတဲ့ဥက္ကရာကြီးဣဇရဲကိုစလရဲ့ထုတ်ဖော်ပြောကြားမှုအတွက်ဂျေဇုတင်ပါတယ်အခုနောက်ဆုံးတူတော်နဲ့ထုတ်ဖော်ပြောကြားမှုတစ်ခုခွင့်ပေးမှာဖြစ်တယ်တင်အားစကားပြောခွင့်ပေးပါတယ်ဒါပေမဲ့ ၎င်းကိုနောက်ဆုံးထုတ်ပေါ်ပြောကြားမှုဖြစ်စီရမယ်။အလွန်ကျေးဇူးတင်ပါတယ်ဥက္ကရာကြီး။မိန်ကွန်းတစ်ခုပဲရှိပါတယ်။တကမ္ဘာလုံးကနိုင်ငံဖြစ်ရှင်းမှုကိုလိုလားတယ်လို့ပြောနေတယ်၎င်းဟာ။တိမ်ပတ်မှုအဆုံးသတ်ပြီးပါလက်စတိုင်းနိုင်ငံရဲ့လွတ်လပ်ရေးကိုဆိုလိုပါတယ်။အဲဒါကြောင့်အစ္စရေးကိုယ်စားလှယ်ဟာဤကမ္ဘာလုံးဆိုင်ရာသဘောတူညီချက်ကိုလက်ခံဖို့အတွက်အဆင့်အတင်ရှိပါသလား။မရှိဘူးလား။တင်းရဲ့အစိုးရရဲ့ယက်တီချက်ကိုကျွန်တော်တို့အားပြောပြပါ။ ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်စကားပြောသူတွေရဲ့စီးရင်နာမည်တွေမရှိတော့ပါဘူးအစီအွေကိုဒီမှာပဲဆုံးသတ်ပါတယ်